ရုရှားပေါ်သွားခဲ့တဲ့စစ်ကောင်းဆောင်ရဲ့ခီးစဉ်ကတန်တမန်ရေးရထောက်ခံမှုမျိုးမဟုတ်ပဲအာဏာရှင်ချင်းချင်းစုစည်းမှုတစ်ခုဖြစ်တာကြောင့်ဒီမိုကရေစီလိုလားတဲ့နိုင်ငံတွေအတွက်တော့သတိထားရမယ်လို့နိုင်ငံရေးလှစ်လာသုံးသပ်သူတွေကပြောပါတယ်အောင်သူပေးပို့ထားပါတယ်ခင်ဗျာရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုရဲတပ်တပတ်အကြာသွားခဲ့တဲ့အာဏာသိမ်းစစ်ကောင်းဆောင်ရဲ့ခီးစဉ်ကစစ်တပ်ကိုနိုင်ငံတကာကထောက်ခံမှုရရှိစေဖို့တောင်းရောက်ခဲ့တာမဟုတ်ပဲစစ်လက်နက်ဝယ်ယူရေးနဲ့ရင်းနှီးမြှုပ်နှံမှုမရှိတဲ့ကဏ္ဍတွေမှာ ရုရှားနိုင်ငံကပူပေါင်းပါဝင်မှုအပြင်ညူဆွဲရင်ပိုင်ဆိုင်နိုင်ရေးပံ့ပိုးနိုင်ရေးဆိုတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြတာလို့နိုင်ငံရေးလှစ်လာသုံးသက်သူတွေကသူတို့ရရှိခဲ့တဲ့သတင်းတွေပေါ်မှာအခြေခံပြီးသုံးသပ်ပါတယ်။အနာသိန်းစစ်တပ်ကတော့ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံချိန်မှာစီးပွားရေးလုံခြုံရေးနဲ့ကဏ္ဍပေါင်းစုံပူပေါင်းဆောင်ရွက်မှုတွေကိုပုံမခိုင်မအောင်ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ခဲ့တယ်လို့မြန်မာပြည်မှာရုရှားရဲ့ထောက်ပံ့မှုနဲ့အသေးစားနျူကလ িয়ার ဓာတ်အားပေးစစ်ရုံတည်ဆောက်ဖို့ နားလည်မှုစာကြုံလောက်ကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။အခုလိုဆရာနာရှင်နိုင်ငံအချင်းချင်းစုစည်းမှုဖြစ်ပေါ်လာတာဟာဒေသတွင်းနိုင်ငံတွေနဲ့ဒီမိုကရေစီအပေါ်မှာလူလာနေတဲ့နိုင်ငံတွေအတွက်အနေရရှိတယ်လို့ကြောင်သားလေယုံတက်တော်ဗဟုကော်မတီဝင်ကိုမင်းဟန်ထက်ကပြောပါရယ်။ဒါတွေကအနေများရတယ်။ဟုတ်လားပြောကျွန်တော်ဒီမိုကရေစီကိုကာကွယ်နေကြတဲ့အခုခံနေကြတဲ့အဒီနိုင်ငံတွေအင်အားစုနည်းနည်းတဲ့ချိပဲဆိုရင်ဒီကနေ့အနေများရတဲ့ခိတ်တွေဖြစ်ဆိုတော့ကျွန်တော်တို့က ဟုတ်ပါပြီလမ်းရံတကောင်မှာလည်းဒါကျွန်တော်ကဒီမိုကရေစီကိုကောင်းပဲဖို့ခုခံဖို့ဒါကျွန်တော်ဘလောက်အတန်ချွတ်ချွတ်ပေါ့နော်တကယ်တမ်းကျွန်တော်ကအကတွေ့လုပ်ဖို့လိုရယ်လမ်းရံတကအထင်းကြီးနိုင်ငံတကနိုင်ငံအလေးရတယ်ကျွန်တော်ကဒီဟိုဟိုပေါ့လေဒီဒီမိုကရေစီကိုအခုကံကောက်ွယ်ခြင်းကိုဒီတတိယကျောင်းစာပန်းလာဖို့လိုရယ်လို့ကျွန်တော်လည်းမြင်တာရုရှားနိုင်ငံကမြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပစ်စေုံတည်ဆောက်နိုင်ဖို့ကြိုးစားလာတာဆယ်စုနှစ်တခုနီးပါးကြာမြင့်လာပြီဖြစ်တယ်လို့တမနာဟောင်းဦးသိန်းစိန်ဆိုတာလက်ထက်မှာ နျူကလ িয়ার စွမ်းရည်တုံးချရေးပူပေါင်းဆောင်ရွက်ဖို့နားလည်မှုစတင်လာကိုလက်မှတ်ရေးထိုးခဲ့ပြီးမယ်။ NLD အစိုးရလက်ထက်မှာတော့အဲ့ဒီလုပ်ငန်းရှင်တွေကိုရပ်တန့်ခဲ့ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံအတွင်းမှာရုရှားနိုင်ငံရဲ့နည်းပညာအကူအညီနဲ့လဲစစ်လူလားချက်ကိုဖြည့်ရှင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့အသေးစားနျူကလ িয়ার ဓာတ်အပိစက်ရုံကိုတည်ဆောက်ဖို့သဘောတူညီမှုရရှိခဲ့ပြီးဒါဟာအနေနဲ့များတဲ့ဆုံးဖြတ်ချက်လို့နိုင်ငံရေးအတိုင်းအဝန်းကသုံးသပ်ပါတယ်။ ်အာရသိမှုကြောင့်နိုင်ငံတကာရဲ့ဖယ်ကျင်ခြင်းကိုခံထားရတဲ့စစ်တပ်အတွက်လူအပ်နေတဲ့ဤပညာမြင့်တဲ့စစ်လက်နက်တွေနဲ့စီးပွားရေးအရာထောက်ပံ့မှုတွေကိုအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားနဲ့တရုတ်နိုင်ငံကလွဲပြီးအကူအညီမရနိုင်ဘူးလို့အမည်မဖော်လိုတဲ့တိုင်းရင်းသားပါတီဥက္ကဋ္ဌဟောင်းကသုံးသပ်ပါတယ်ခင်မီတဲ့အစ်စ်မြင့်တဲ့လက်နက်တရားကိုရုရှားကလည်းဝေလိုရတဲ့ဟာမျိုးဖြစ်တယ်အဲနောက်တစ်ချက်ကတော့စီးပွားရေးပေါ့ဗျာ စစ်ကောင်စီကလည်းအုပ်ချုပ်ပြီးနောက်ပိုင်းမှာအနာသိတဲ့နောက်ပိုင်းမှာတော့ဘဝကြီးကအမောက်ကပါလေကြားရပဲပဲဖြစ်နေတော့ဒီဟာကိုလည်းကုစားဖို့အဲရာရှ်တာရီက investment လာဖို့တော့ပဲသူကတော့ညှင်းလင့်တဲ့ပိုင်းကြီးဖြစ်တယ်။အဲဒါကြောင့်အရေးမကြီးဘူးလားဆိုတော့အရေးကြီးတယ်။အရေးကြီးကလားဆိုတော့အဲဒီဟာလည်းပြောဖို့ခက်ပါတယ်။အာရဒင်းစစ်တပ်ကတော့စစ်ကောင်းဆောင်ရဲ့အဲ့ဒီခီးစင်ဟာ မြန်မာနိုင်ငံရေးအတွက်တိုးတက်တဲ့ကူညီထောက်ပံ့မှုတွေနဲ့အကျိုးကျေးဇူးတွေရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့တယ်လို့ဒီနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့လည်းအဲ့ဒီခီးစဉ်အတွင်းမှာကြေညာခဲ့ပါတယ်။ကမ္ဘာစစ်နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့အခုလိုဖိတ်ကြားမှုကြောင့်တောက်ရောက်ခဲ့တဲ့ခီးစဉ်ဟာအစိုးရကအကောင်းဖြစ်ပြီးအာဏာသိမ်းစစ်ခေါင်းဆောင်ကိုထောက်ခံတဲ့နိုင်ငံရှိတယ်လို့မထောက်ခံတဲ့နိုင်ငံတွေလည်းရှိမှာပဲလို့အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကလည်းပြောပါတယ်။ကျွန်တော်တို့နိုင်ငံအတွက်ကတော့လာလာကောင်းမယ်လို့ဒီစားရေးစီးပွားရေးပါရပါဗျာ။ အပိရုဒဏ်ကလည်းလောက်တာလို့ပြောလို့ဆိုတော့တကယ်လည်းပါတယ်ကိစ္စကြီးကဒါကြောင့်ထိုးထားတဲ့ကိစ္စတွေဆိုတော့ကျူပါရတော့ဥမော့လာမယ်လို့ပြောလို့ရတယ်စတယ်တော့ဝဲကာလာမလာအောင်ချီရှိဖို့ပြန်ကျေတဲ့ဆိုရင်အကြောင်းလဲပြသဖို့လဲကျူးစားမဖို့ဗျာအနာဒိန်စကောင်းဆောင်ရဲ့အခုရုရှားနိုင်ငံကိုတွားခဲ့တဲ့ခီးစဉ်ဟာလေးချက်မြောက်တွားရောက်ခဲ့တဲ့ခီးစဉ်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း80ကံကပါနီစီယာကြီးဥစောရေးသားထုတ်ဝေခဲ့တဲ့ဥအောင်စီရအထုပ်တိစာအုပ်ကိုရုရှားသမ္မတပူတင်ကိုလက်ဆောင်ပေးအပ်ခဲ့ပြီး ရုရှားနဲ့မြန်မာတို့ဟာဖျားရှင်ရဲ့ဗျာဒိတ်တော်လာမဟာမိတ်ဖြစ်တဲ့ဆိုတဲ့စကားကိုလည်းပြောဆိုခဲ့ပါတယ်။အဲ့ဒီအပြင်ရုရှားနဲ့ယူကရိန်းတို့ဖြစ်နေတဲ့စစ်ပွဲမှာရုရှားဘက်ကအနိုင်ရလိမ့်မယ်လို့ယုံကြည်ကြောင်းနဲ့တရားတော်စစ်ကအောင်မြင်မဲ့အကြောင်းကိုလည်းအနာသိန်းစစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။